အစလာမွအလိကွမ်ဝရဟမတူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုရဘီလ်အဝလ30ရက်ခရစ်နှစ်2025ခုနှစ်စက်တင်ဘာလ23ရက်နေ့အင်္ဂါနေ့မှာ9မိနစ်တင်အောင်မြင်ခေရဲ့သင်ခန်းစာအမှတ်စဉ်1148ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ရဘီလ်စာနီလက်မြတ်နဲ့သာသနာမှတ်စုတွေရဲ့အကြောင်းကိုတင်ပြမှာပါမနေ့ပြန်ကျွန်တော်တို့ရဘီလ်စာနီလက်မြတ်တရက်နေ့ကိုရောက်ရှိပြီဖြစ်ပါတယ်ရဘီလ်အဝလက်မြတ်အုံဆုံးသွားခဲ့ပြီဖြစ်တဲ့အဲ့တော့ကျွန်တော်တို့ ရဗျူလ်အဝလ်နဲ့ရဗျူစာနီဆိုတာကအတိဘေကတော့ကျွန်တော်တို့သိပြီးတော့မကွပါဘူးရဗီဆိုတာကတော့တော့ဒီရွက်ဟောင်းနေကြွေပြီးတော့ရွက်သိဝေတဲ့နှွေဥပေါက်ကာလကိုခေါ်ဆိုသလိုအဲ့ဒီကာလမှာကြလေးရှိတဲ့မိုးပွားလေးတွေကိုခေါ်ဆိုပါတယ်စာနီဆိုတာကတော့ဒုတိယအကြိမ်လို့အတိဘေရပါတယ်အော်ဒီလမြတ်မှာအစ္စလာမ်တမိုင်းဝင်ဖြစ်ရတဲ့အမြောက်အများဖြစ်ခဲ့ပါတယ်အော်ကုရမဆလ္လာလာဟူအလัยဟီဝါဆလမ်အင်တန်ချင်းမြတ်နိုးရတယ် ဟာဇတ်မူအာဇ်ရာဒီယัลလာဟူတလာအန်ဟူတခင်ကြီးကိုကိုရမက်ဆလလာလိဆလမ်ကဒီလမြတ်ရဲ့ဟီဂျရီ၉ခုနှစ်ရဘီယုစာနီလမှာယီမင်နိုင်ငံကိုဆီလုတ်ခဲ့ပါတယ်အဲ့တော့ယီမင်နိုင်ငံကပုံကိုယ်ဒီမြောက်များစွာအစ္စလာမ်ကိုလက်ခံခဲ့တယ်အဲ့တော့လက်ခံပြီးသွားတဲ့အခါမှာအစ္စလာမ်နဲ့ပတ်သက်တဲ့တုတ္တတွေနော်အစ္စလာမ်နဲ့ပတ်သက်တဲ့လမ်းညွှန်ချက်တွေတွင်တင်ချက်တွေအစ္စလာမ်နီးကျဘဝကိုကုံဆုံးနိုင်ဖို့နော်စီမံခန့်ခွဲမှုတွေဒါတွေအားလုံးကိုဆောင်ရွက်ဖို့ဆိုပြီးတော့ ကုရမက်ဆလမ်လာလ္လာဟ်အစ္စလမ်ကဟဇတ်မူအာဇ်ကိုယီမန်နိုင်ငံကိုဆီလုခဲ့တာဖြစ်ပါတယ်။ရကူရောကဟဇတ်မူအာဇ်ကိုမဒီနာရှင်မြို့တော်ရဲ့ပြင်ပအထိလိုက်လံပို့ဆောင်ပြီးတဲ့နောက်ပိုင်းမှာအိုမူအာဇ်မင်းပြန်ရောက်လာတဲ့အခါမှာငါကိုမင်းတွေ့ရခြင်းမတွေ့ရတော့မယ်ဆိုပြီးတော့ကိုရောကအမိန့်ရှိလိုက်ပါတယ်။ရဟဇတ်မူအာဇ်ကအင်ဒန်ကြေခွဲခဲ့တဲ့ကုရမက်ဆလမ်လာလ္လာဟ်အစ္စလမ်မိမ့်မာခဲ့တဲ့အတိုင်းပဲဟဇတ်မူအာဇ် ိုကိုရောက်ပြီးတဲ့အချိန်မှာပဲကုရမက်ဆလလောလိဆလမ်ဝါဖတ်ဖြစ်သွားခဲ့ပါတယ်။အဲဒုဗိမဲ့လေဟာဇတ်မွအာဇ်တခင်ကြီးကယီမင်နိုင်ငံတခွင်လုံးမှာအစ္စလမ်နိကျသူ့အနေနဲ့လမ်းညွှန်ချက်တွေပြသပေးခဲ့တယ်။အဲ့တော့ကုရ်အန်နဲ့ဟာဒီစ်စတော်ရီမှာလာထားတဲ့လမ်းညွှန်ချက်တွေနဲ့အညီလူတွေရဲ့ကြားထဲမှာစီရင်ဆုံးဖြတ်တာတွေကိုကိုရောဆလလောလိဆလမ်ရဲ့လမ်းညွှန်ချက်နဲ့သူဟာလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီလမြတ်ရဲ့ဟီဂျရီ133ခုနှစ်ရဗျူစာနီလမှာ အီမမ်မိုဟာမက်အယ်ဘာကီရ်ဆိုတဲ့အဲပုဂ္ဂိုလ်ကြီးကွယ်လွန်သွားခဲ့ပါတယ်အဲ့တော့ဒီလမြတ်ရဲ့ကျွန်တော်တို့ဟီဂျရီ125ခုနဲ့ရဗီယောစာနီမှာခလီဖာဟီရှမ်ဘင်အဗ်ဒူလ်မလစ်ဆိုတဲ့ပုဂ္ဂိုလ်သူဟာဆိုရင်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီလမြတ်ရဲ့ကျွန်တော်တို့ဟီဂျရီ218ခုတော့ဒီရဗီယောစာနီလမြတ်မှာဆိုရင်အဲစီရတ်အစ်ဘနီဟီရှမ်ကိုရေးသားတဲ့ပုဂ္ဂိုလ်ကြီးတဦးဖြစ်တဲ့ အီမမ်အစ်ဘနီဟီရှမ်ဟာကွယ်လွန်ခဲ့တာဖြစ်ပါတယ်ဟီဂျရီ942ခုနှစ်ရဘီယိုဆာနီလမ်းမြန်မှာကျွန်တော်တို့အင်တာမအကူအားထားရတဲ့အီမမ်မူဒင်းဇန်ကီရဟီမဟူလာဆိုတဲ့ပုဂ္ဂိုလ်ကြီးဒါဟာသူကကွယ်လွန်ခဲ့တာဖြစ်ပါတယ်နောက်လေဒီလမ်းမြန်မှာဆိုရင်အစ္စလာမ်တမိုင်းဝင်ကိစ္စရက်တွေမြောက်များစွာဖြစ်ခဲ့ပါတယ်အဲ့တော့အဓိကကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဟာရဘီယိုလအဝယ်ကနေရဘီယိုဆာနီလာတဲ့ကိုရောက်ရှိခဲ့ပြီဆိုတော့အတိတ် သတိပေးမှုလေးနဲ့ဒီနေ့ရဲ့သင်ခန်းစာကိုညီကုန်းချုပ်ပြစေအစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာ